ယခင်ရတတပတ်များထက် COVID-19 ရောဂါပိုးတွေ့သူပိုများလာပြီးတပတ်တွင်း52ဦးရှိလာကပိုးတွေ့သူများကမုံမကွေးရန်ကုန်နေပြီးတော့မန္တလေးရှမ်းပြည်နယ်တို့မှဖြစ်ကြောင်းကျန်းမာရေးဝန်ကြီးဌာနကနေသိရပါတယ်။ဇွန်လ10ရက်နေ့မှ15ရက်အတွင်းရောဂါပိုးတန်တရာရှိသူ2285ဦးကိုစစ်ဆေးရာပိုးတွေ့သူ52ဦးရှိလာကြောင်းရာဂိုင်နှုန်းအဖြစ်2.28ရာဂိုင်နှုန်းရှိကြောင်းသေဆုံးသူမရှိကြောင်းသိရပါတယ်။တပတ်တွင်းရောဂါပိုးတွေ့ရှိသူများအနေဖြင့်မုံပြည်နယ်မှ24ဦးဖြင့်အများဆုံးဖြစ်ပြီးဒုတိယအများဆုံးမှာရန်ကုန်တိုင်းဒေသကြီးမှဖြစ်က 18ဦးဖြစ်ကြောင်းကြံရှိတဲ့ဒေသများဖြစ်တဲ့မကွေးတိုင်းဒေသကြီးတွင်9ဦး၊မန္တလေးတိုင်းဒေသကြီးတွင်2ဦး၊နေပြည်တော်နှင့်ရှမ်းပြည်နယ်တို့တွင်2ဦးစီဖြစ်ကြောင်းသိရပါသည်။ပြီးခဲ့တဲ့ရက်သတ္တပတ်ဇွန်လ10ရက်နေ့ကနေဇွန်လ10ရက်နေ့အထိကိုဗစ်ပိုးတန်တရားရှိသူ2154ဦးကိုစစ်ဆေးခဲ့ရာပိုးတွေးရှိသူ32ဦးရှိကြောင်း၊ဂျာဂိုင်နှုန်းအဖြစ်တိသမ44ရာဂိုင်နှုန်းရှိကြောင်းသိဆုံးသူမရှိကြောင်းပြီးခဲ့တဲ့မေလ25ရက်နေ့ကနေဇွန်လ10ရက်နေ့အထိကိုဗစ်ပိုးတွေးရှိသူ18ဦးရှိခဲ့ပြီး ဘိုးတွေ့ရှိသူများမှာရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များမှာဖြစ်ပါတယ်။ထို့ကြောင့်ယခုကိုဗစ်ဘိုးတွေ့ရှိသူများမှာပြီးခဲ့တဲ့ရက်သတ္တပတ်များထက်များပြားလာသည်ကိုတွေ့ရပါတယ်။ကိုဗစ်ရောဂါဘိုးသည်ကပ်ရောဂါတွင်ကူးစက်ပြန့်ပွားမှုပုံစံမှာဒေသတွင်းအမြင့်တွေကူးစက်မှုပုံစံသို့ကူးပြောင်းလာတယ်လို့ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ယခုအချိန်တွင်ကမ္ဘာတစ်ဝန်းကိုဗစ် -19 ရောဂါကူးစက်မှုသည်ပုံစံသည့်အနေဖြင့်ရခိုင်ကားနှင့်မတူနေပါသောဒေသတွင်းကူးစက်မှုများကိုတွေ့လာရပြီးကပ်ရောဂါအတွင်းကူးစက်ပြန့်ပွားမှုပုံစံမှာဒေသတွင်းအမြင့်တွေကူးစက်မှုပုံစံအတွင်သို့ကူးပြောင်းလာသည်ကိုတွေ့ရကြောင်း ထို့သောကူးစက်မှုပုံစံပြောင်းလာသည်နှင့်အတူကမ္ဘာနိုင်ငံများအပြားတွင်လည်းကိုဗစ် -19 ရောဂါကူးစက်ဖြစ်ပွားမှုများကိုအသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်မှုများစောင့်ကြည့်ကြည့်ရှုခြင်းစနစ်တွင်ပေါင်းဆက်ထည့်သွင်းဆောင်ရွက်လာသည်ကိုတွေ့ရကြောင်းကျန်းမာရေးဌာနကထုတ်ပြန်ထားပါသည်။